မင်္ဂလာပါဒီနေ့လာပြီးတော့အမြဝေပေးခြင်းတဲ့ဗီဒီယိုလေးကြတော့ဒီနေ့ဗီဒီယိုလေးကြရင်မနက်ဖြန်လို့ပဲပေးလိုက်ပြီပေါ့နော်ဗီဒီယိုရဲ့ခေါင်းစဉ်လေးကြတော့မနက်ဖြန်လို့ပဲပေးလိုက်ပြီပေါ့နော်ညကမလို့တတ်တာလဲဆိုတော့ဒီ အတန်ပေါ့နော်အတန်ကကဲတော့ငကြမ်းမထဲ့ပဲနဲ့ပြောမယ်ဆိုလို့ရှိရင်အတန်ကတူတူပဲရတယ်ပေါ့နော်ဒါကြောင့်မလို့ပြီးရင်ဘေးမှာလည်းရှမ်းအခန်းနေရှိတယ်ဆိုတော့ကိုကအကျယ်ကြီးအကျယ်ကြီးပေါ်လို့လည်းအဆင်မပြေဘူးလေဒါဆိုတော့ကိုကတူတူပြောပြီးတော့ကြကြကြားရအောင်လို့ပေါ့နော်မင်းပြန်ပါတော့ဒီကောင်းစင်လေးကြတော့ ဒီမှာပါလဲဆိုတဲ့ခါကြရဲ့ပင်ပန်းနဲ့ဆိုပြီးတော့တဲ့ဒီနေ့တနေ့ကိုကနားလိုက်တယ်ဆိုလို့ရှိရင်တဲ့မဖြစ်မလဲပင်ပန်းနဲ့ဆိုပြီးတော့အရန်ကိုပင်ပန်းနဲ့ဆိုပြီးငါဒီနေ့တရက်တော့နားလိုက်မယ်ပေါ့နော်ဒီနေ့တရက်တော့ငါနားလိုက်မယ်ဆိုလို့ရှိရင်မနေ့ပြန်အတွက်နော်၃ဆပြန်ပြီးတော့လုပ်ရပါလိမ့်မယ်တဲ့နော် သုံးဆပြန်ပြီးလောက်ရပါလိမ့်မယ်တဲ့ဒါဘာဖြစ်လို့လဲဆိုတော့တနေ့တာတနေ့တာအလုပ်တွေကိုကိုကပြီးမြောက်အောင်မလုပ်ဘူးဆိုလို့ရှိရင်မနေ့ပြန်ကြလို့ရှိရင်တော့နှစ်ဆသုံးဆကိုလောက်ရပါလိမ့်မယ်ပြန်ပြီးလိုက်ရပါလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့တနေ့တာကိုလုတ်เสียရှိတာတွေကဘာတွေရှိတယ်လဲအဲ့ကိုလုတ်เสียရှိတဲ့အားတွေကိုတနေ့ချင်းတနေ့ချင်းပြီးအောင်ကိုလောက်ရမယ်ပေါ့နော် တနေ့ချင်းတနေ့ချင်းကိုအဲ့လိုမျိုးပြီးအောင်လုပ်ရမယ်အဲ့ဒါမှကိုကပုံမှန်အတိုင်းကိုဖြစ်မယ်ကိုကပင်မန်းတယ်လို့ဒီနေ့တရက်နားလိုက်တယ်ဆိုလို့ရှိရင်အာဒီတရက်စာတော့ကိုအမောပြေးခြင်းပြေးမယ်ဒါပေမဲ့အဲ့ဒီတရက်မလုပ်လိုက်တာကြောင့်မလို့မနှက်ဖြန်တို့နှက်ဖြန်ဆိုတဲ့အခါကြီးရောက်လာရင်အဲ့ဒီအချိန်ကြာလို့ရှိရင်ကိုကအများကြီးလုပ်ရလိမ့်မယ်နော် မစာတုံးစာကိုပြန်ပြီးတော့လောက်ရလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပင်ပန်းနေဆိုလို့ရှိရင်လေကိုကနာနာနေနေနဲ့ဒီနေ့တာအလုပ်ကိုပြီးအောင်လုပ်ရမယ်ပေါ့နော်ဒီနေ့တာပြီးအောင်လုပ်ပါလို့အကြံပြုချင်ပါတယ်ဒါတော့ဘာဖြစ်လဲဆိုရင်ဒါကပြောရမယ်ဆိုရင်ကျွန်တော်ဟာနေတိုင်းနေတိုင်းကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်ဗီဒီယိုတင်နိုင်အောင်ကျွန်တော်ကြိုးစားရတယ်ပေါ့နော်ကြည့်ရှုတဲ့သူတွေလည်းရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော် ဒါကြောင့်မို့လို့အဲ့ဒီအနည်းကိုတပုတ်တင်မို့ရတော့မှတခါတလေတနေ့2ရက်3ရက်ပြတ်သွားတာရှိတယ်ဗောနော်အဲ့လိုမျိုး2ရက်3ရက်ပြတ်သွားတဲ့ခါတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး video တွေလုပ်နေတဲ့သူကအချိန်တအားပြတ်သွားရင် view တွေကျသွားတယ်ဗောနော် view တွေကျသွားပြီဆိုလို့ရှိရင်ပို့လို့ပြန်လိုက်ရတာအရန်ပင်ပန်းနေဗောနော် view တွေပြန်ရဖို့အတွက်ကိုစူးစမ်းရတယ်ဆိုလို့ရှိရင်တစ်ရက်နဲ့မရဘူး2ရက်နဲ့မရဘူးဗောနော် ဲ့ဒီလိုမျိုးလောက်ရတာပေါ့နော်ဒါကျွန်တော်တို့ရဲ့အတွေ့အကြုံလေးနဲ့ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်လို့ဒါကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်လေးနဲ့လောက်တဲ့အလုပ်ကိုကျွန်တော်ကပြန်ပြီးတော့အဲ့ဒီဟာလေးနဲ့ဇန်ထိုးပြီးတော့ပြောပြတာပေါ့နော်အဲ့ဒါကြောင့်ဒီနေ့တအတွက်အလုပ်တွေကိုပြီးမြောက်အောင်လုပ်ပါလို့ပြောချင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်နောက်တစ်ခုပြောချင်တာကတန်ဖိုးရှိတဲ့သူတယောက်ဟာတဲ့တန်ဖိုးတယောက်တန်ဖိုးရှိတဲ့သူတယောက် ဖြစ်ချင်လို့ရှိရင်တဲ့ဘာတွေကိုလုပ်ရမှာလဲတဲ့เนาะတန်ဖိုးရှိတဲ့သူတရားဖြစ်ချင်လို့ရှိရင်ကိုကဘာတွေလုပ်ရမလဲဆိုလို့ရှိရင်တဲ့ပက်ဆန်ရှိတဲ့သူကိုအာဘယ်လိုပက်ဆန်ရှိတဲ့သူ ਨੇ အပေါင်းအသင်းမလုံးနဲ့ပေါ့เนาะကိုကတန်ဖိုးရှိတဲ့သူဖြစ်ချင်ရင်ပက်ဆန်ရှိတဲ့သူ ਨੇ အပေါင်းအသင်းမလုံးပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုလူ ਨੇ ပေါင်းရမှာလဲလို့ပြောရမယ်ဆိုလို့ရှိရင်တကယ်ဖြူစင်ပြီးတော့တကယ်စိတ်ထားကောင်းတဲ့သူနဲ့လားပေါင်းရမှာမယ်တဲ့နော်စိတ်ထားကောင်းတဲ့သူနဲ့လားပေါင်းရမှာတဲ့ဒါကြောင့်မှဒါမှတလေကိုကတန်ဖိုးရှိတဲ့သူတယောက်ကိုဖြစ်လာလိမ့်မယ်ပေါ့နော်โอเคဗီဒီယိုလေးရတော့ဒီလောက်ပါပဲလို့နော်နောက်ဗီဒီယိုဒီကြမှာပြန်လဲဆွေးနွေးကြမယ်နော်ဒီနေ့အတွက်ဒါကျွန်တော်လဲဒါကျွန်တော်လုပ်နေတဲ့အလုပ်လေးပုံမှန်ဒါကျွန်တော်လဲ ဘီအောင်ကိုကျွန်တော်လည်းလိုက်ရတယ်ပေါ့နော်โอเคနောက်နောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအများအားစောင့်ကြည့်နေတဲ့သူတွေလည်းရှိတယ်ဒါကြောင့်မို့လို့နောက်ဆိုရင်ကျွန်တော်တနေ့ကိုတစ်ပုံမဟုတ်နှစ်ပုံရအောင်ကျွန်တော်တင်နိုင်အောင်ကျွန်တော်လည်းစူးစမ်းနေပါတယ်လို့ပြောရင်းနဲ့နောက်ဗီဒီယိုတွေကြမှာကျွန်တော်တို့ပြန်လည်းဆက်ကြည့်ကြမယ်နော်အားလုံးဘိုင်ဘိုင်